ကဲအလုံးပဲမင်္ဂလာပါဒီနေ့မှာအာသမညာဒီနေ့ပြာယူကိုအာစီပေါ်တော့နေကိုကျွန်တော်လာပြီးတော့မြဝေပေးသွားမှာဖြစ်ပါတယ်နော်အာကြီးစုနေတဲ့ကျွန်တော်ရမိတ်ဆွေများအားလုံးအားလုံးကိုအာကျွန်တော်လုပ်တဲ့လူမျိုးပြန်လုပ်မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့ရဲ့ကျမရဲ့အတွေ့အော်ပြီးလို့ရှိရင်အဲ့ဒါအစီကြ စီများများရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်ဒါအစီလဲကြတယ်ပြီးလို့ရှိရင်မရှိတို့ညာအလုံးကိုအကြမ်းမရေအတွေ့ကိုလည်းပြန်ကောင်းလာရှင်နိုင်တယ်ဆိုတာကျွန်တော်ဒီတောင်မြာဒီနဲ့ရှိပဲဝင်များကိုလာပြီးတော့မိတ်ဆက်ညဝေးပြလိုက်ချင်တာပေါ့နော်ဒါပပလေးကိုလီးလိုက်မယ် လို့အပားလေးလီးပြီးတော့အာကောင်းကောင်းမွန်မွန်ထားမယ်အခုလုံးလီးရမှာပေါ့နော်ဒါနည်းနည်းတော့များနေတဲ့အတွက်ကြောင့်အာအချိန်ကိုယူပြီးတော့လီးရမှာပေါ့နော်ပါလေဒီမယ်ကဲပါလေဒီလိုက်မယ်အော်အများနဲ့အမျိုးလေးလိုက်မယ် လေးမယ်အပါလေးအဲဘယ်တော့ပြီးမလဲတော့မသိတယ်ဘာကြီးစုနေတယ်မရှိများအားလုံးအားလုံးကိုလည်းကျွန်တော်ရဲ့ဗီဒီယိုကိုလိုက်အောင်ချက်ပြီးတော့လုပ်ပေးကြပါနော်ဒါလီးပြီးပါပြီအာဘူးထဲမှာထည့်မယ်နော်အင်းဘူးထဲမှာထည့်မယ် ထည့်လိုက်ပြီးလူတွေကိုလူတွေကိုထည့်လိုက်ပြီးဆိုလို့ရှိရင်တော့ဒါအဲ့လိုမျိုးပဲဖြစ်သွားတာပေါ့နော်ဒါလုံးလုံးချုံချုံလေးလုံးလုံးနဲ့အဘူးထဲမှာဆိုလို့ရှိရင်ဒါကလီတာတဲ့ပမာယာတီးကိုထည့်လိုက်မယ်ပြီးလို့ရှိရင်အပြားကြီးအပြားကြီးယူလိုက်မယ် ြာရည်ယူပြီးတော့ဒါပြာရည်ကိုထည့်မယ်အာပြာရည်ကျတော့အာဆိုင်တိုင်းမှာရှိတယ်နော်ဆယ်ဝင်းအီလေဝင်းမှာလည်းဝယ်လို့ရတယ်ဒါအကယ်၍ပြာရည်အစစ်ဆိုရင်တော့ဒါပို့ပြီးတော့အဆင်ပြေမှာပေါ့နော်ဒါတော့အာရှိပါတယ်ထည့်မယ်အကုန်လုံးပဲထည့်လိုက်ပါမယ် တပလင်းဆိုလို့ရှိရင်တော့ okay ပဲဒီပူနဲ့ဆိုရင်ကွက်တီပဲနောက်ထဲလာပြီးဆိုလို့ရှိရင်နောက်နာနာမကုန်ဘူးနောက်အကုန်လုံးထဲလိုက်ပါဒါအစီပဲလို့အစီလို့ထင်ပါတယ်နော်ဒါအစီမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့လောက်အာ you are seeing it i'm home ဒါကတော့ပြည့်ရည်အစ်စ်ပဲပြည့်ရည်အစ်စ်မစစ်ဆိုတာဒါဘယ်လိုမျိုးကြည့်ရမှာလဲဆိုတော့အာအဲ့ဒီပြည့်ရည်ကိုရေပေါ်မှာရေခွက်တစ်ခွက်နဲ့ဒါပြည့်ရည်ကိုအဲ့လိုမျိုးခါထဲလိုက်ဒါပြည့်ရည်အစ်စ်မှာဆိုလို့ဆိုရင်ဒါသူ့ရဲ့ပြည့်ရည်တွေကဟိုရေအောက်မှာကျသွားတယ်အစ်စ်မဟုတ်ဘူးဆိုလို့ဆိုရင်ဒါအပေါ်မှာကို ပေါ်တာပေါ့ဒါအဲ့လိုမျိုးနော်မဲဆွေတို့များသိကျင်တယ်ဆွေလို့ရှိရင်တော့ဒါအဲ့လိုမျိုးလိုက်လို့ပါနော်ဒါတော့ဓာရီထည့်လိုက်ပြီးဆိုရင်တော့အာစာစာထထဲမှာပေါ့အာစာနှစ်စုံသုံးစုံလောက်ဆိုရင်ကွက်တီပဲအာစာတော့လည်းကောင်းတယ်သူ့ရဲ့အနံ့ကိုလည်းအိုးဟို မွေးမမွေးတာ၃ရက်လောက်ထားပြီးွားပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့စားလို့ရနေပြီเนาะကဲထဲလိုက်ပြီဆိုလို့ရှိရင်အဖုံဖုံလိုက်မယ်အဖုံဖုံလိုက်ပြီဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်သွားတယ်เนาะဒါ၃ရက်ထားသွားပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အိုးဟိုသူ့ရဲ့အနားမှာမွေးမမွေးပဲ လုပ်ကြည့်ပါเนาะအဲ့လိုမျိုးအဲအချိန်ကြာကြီးကိုထားလို့ရတယ်เนาะဘယ်လိုမျိုးစားရမှာလဲဆိုလို့ရှိရင်တော့အာညဘက်မှာเนาะကိုရမအိတ်ခင်မှာဆိုလို့ရှိရင်တဆုံးလီပြပစီတခွက်တီပြပစီเนาะမင်းဆွေတို့ကရေနွေးနဲ့ထည့်ပြီးတော့ဖြောတော့ပါလို့ကျွန်တော်တိုက်တွန်းပေးလိုက်ရှင်ပါတယ်เนาะအစီကြ စီရှင်တဲ့သူတွေများအတွက်ဒါဆိုလို့ဆိုရင်ဒါ ABC မှာအရာကိုမှအသုံးဝင်တယ်လို့ကျွန်တော်လာပြီးတော့မိတ်ဆက်ပေးရှင်းပါတယ်เนาะကဲတော့တုံကြည့်ပါဘိုင်ဘိုင်